အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်တော့ဒီလိဒီနေ့ဖြစ်ပါဆိုဒီနေ့ဒီကနေ့ပြပြီးဆုလို့ကောင်းတောင်းပေးလိုက်ပါအဲ့တော့ဒါကျွန်တော်တို့ကျွန်တော်မပြန်ခင်ဘောနော်ပထမဒါကျွန်တော်ဒီနေ့ brand phone နဲ့ cd ပွဲသွားကြည့်မယ်လို့ထားခဲ့မယ်ဈေးရတာလုံးဝမကြရတော့မကြည့်ဖြစ်ဘူးအဲ့တော့ဒါအိမ်မှာပဲ ac ကြည့်မယ်ဒါကျွန်တော်လက်ရှိပွဲကြီးပွဲကောင်းနေကြည့်မယ်ပြီးရင်တော့ဒါကျွန်တော်တို့နံပါတ်နဲ့မပြန်ဘောဗျ ac ပေါ့အဲ့တော့ လက်ရှိမှာဒါနောက်ဆုံး update သတင်းတွေအရာဆိုရင်တော့ Manchester United သတင်းလေးတွေကိုဟိုနေ့ကအဆက်ကိုဒါတင်းတော့တိကျပြန်ပြဆက်ဟိုနေ့ကဒါကျွန်တော် Manchester United အကြောင်းကိုတော့ကျွန်တော်အနေနဲ့ဒါပြောရမယ်ဆိုရင်ပေါ့နော်ဟိုအနေနဲ့ပဲကျွန်တော်ပြောလိုက်တယ်ဒါကျွန်တော်တို့ပွဲကျူသုံးသက်ချက်မှာရှင်နာပတ်ချာလေးဝင်းညင်ပဲပြောလိုက်တယ်ပေါ့နော်အဲ့တော့ United လက်ရှိ breaking news ကတောက်လျှောက်တက်နေတယ်။အဲ့ဒါကပတ်သက်ပြီးတာ United အသင်းနဲ့ဒါ David Austin နဲ့တင်ထားတာကိုတွေ့ရမယ်။အဲ့တော့အခုလက်ရှိမှာဒါ breaking news တော့သိမဆန်တော့ဘူးเนาะ၂ရက်လောက်ကြာသွားပြီဖြစ်။အော်၁ရက်လောက်ကြာသွားပြီဖြစ်တော့အဲ့တော့လက်ရှိမှာ Manchester United အသင်းအနေနဲ့ တကယ်တမ်းဒါကျွန်တော်တို့ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ရူဘင်အာမိုရင်းကိုတစ်နှစ်အပြည့်ပေးမှလားဆိုတဲ့ဝေဖန်မှုတွေကြားမှာ United အသင်းကသွားနေတယ်။ဒါပေမဲ့လက်ရှိ David Austin ရဲ့နောက်ဆုံး update တွေနေရ United အသင်းရဲ့ဒါကျွန်တော်တို့အခြေအနေတွေဒါပြဿနာတွေနဲ့ဒါကျွန်တော်တို့အခြေအနေတခုကဒါကျွန်တော်တို့တော်တော်လေးကိုကွယ်ကွယ်ပြားပြားသိသွားတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်။အဲ David Austin ဘာတွေပြောခဲ့လဲ David Austin ကလက်ရှိမှာသူ့ကိုဒါကျွန်တော် MSNBC အ NSN ဟုတ် MSNBC ကနေပြီးသူ interview လုပ်ခဲ့တယ်။ အဲ့ဒီမှာသူ့ Manchester United အကြောင်းပြီးခဲ့ပေါ့နော် Manchester United အသင်းနဲ့ပတ်သက်ပြီးရေအာမိုရင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ United ဘယ်လိုမျိုးလက်ရှိမှာဆုံးဖြတ်ထားလဲအဲ့တော့အဲ့ဒီ အင်တာဗျူးကဒါဆန္ဒလန်ပွဲစဉ်မှာမတိုင်ခဲ့တဲ့ဒါအင်တာဗျူးလုပ်ထားတဲ့ကြောင့်ဒါကဆန္ဒလန်ရလက်ပုံမူတည်ပြီးတော့ပြောင်းသွားမှာမဟုတ်ဘူးဆိုတော့သိလို့ရတယ်မှာပေါ့အဲ့တော့ပထမဆုံးအနေနဲ့လက်ရှိမှာ Surgeon Redcliffe ကနီးပြအပြောင်းလဲဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးသူထိတ်ဆုံးကဦးဆောင်တယ်ဒါ United ကို Omar Breda တို့ Jason Wilcox ဦးစုကဒါကစားသမားအဝယ်ဒီ United ကကွင်းတွင်းစီးပြတ်ချက်ဆိုဆုံးဖြတ်ချက်တော်တော်များကိုအဓိကဦးဆောင်တယ်ဆိုပေမဲ့နီးပြနဲ့ပတ်သက်ရင်တော့ Surgeon Redcliffe ကနောက်ဆုံး decision making ကိုလုပ်ရတယ်လို့ဒါ David Austin ကပြောသွားခဲ့တော့တွေ့ရမယ် ဆာဂျင်ရက်ကလစ်ပနေနဲ့အခုလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒါကျွန်တော်ဖြစ်နေတဲ့အခြေအနေတွေကနီးပြတယောက်ထင်းနဲ့ပြောင်းလို့ယူဆလို့ရတာမဟုတ်ဘင်းနဲ့သူတို့အနေနဲ့အသင်းလိုက်ပြောင်းလဲမှုအကုန်လုံးပြောင်းလဲမှရမယ်လို့ဂျင်ရက်ကလစ်တို့အနေနဲ့ယူဆကြောင်းကိုဒေးဗစ်အော့စတင်ကသူ့ရဲ့ MSNBC မှာပြောခဲ့တယ်အပေါ်ကျနော်လက်ရှိမှာ United အသင်းအနေနဲ့နီးပြတစ်ခုလက်ရှိမှာထရူဘာမိုရင်းကိုထုတ်မယ်ရူဘာမိုရင်းထုတ်ပြီးလက်ရှိ market ထဲကနီးပြတယောက်ထက်ခဲ့မယ်ဒါနည်းနည်းလေး honeymoon ပြီးရတော့မှပြင်ချီစွမ်းရပြန်ပြီးအားနေသွားပြီးဒီလိုပုံစံမျိုးပြန်ဖြစ်မှောက် Jim Radcliffe ကမြင်တယ် အဲ့ပြောရဲပြောချင်တာ Jim Radcliffe နဲ့ Hotel Log ကဒါကျွန်တော်တို့လက်ရှိခီးမသွားခင်ကျွန်တော်ဗီဒီယိုတပုတ်တင်ခဲ့လို့ပဲ United တင်တဲ့အခုလက်ရှိမှာ norm တစ်ခုကိုဒီနေရာကနေ break လို့သူတို့ကြိုးစားမယ်သူတို့မြင်နေတွေ့နေကြဖြစ်နေကြပုံစံမျိုးကို United စီကနေမဟုတ်တော့ဘဲနဲ့ United တင်တဲ့အစ်စ်စ်ပုံစံမျိုးဖြစ်အောင်ကြိုးစားမယ်ပြောချင်တာဘာရလဲသူရတိုင်းကကျွန်တော်နီးပြကိုထုတ်တာနဲ့နီးပြကိုဖြုတ်တာနဲ့ဒီလိုပုံစံမျိုးလုပ်တာတဲ့ sign အသိကဘာကြောင့်မရှိမတူတာလဲဘာကြောင့်မို့ဒါ move forward မဖြစ်နေတာလဲဘာတွေမားနေလဲဆိုတော့အဓိက reassess လုပ်မယ်နီးပြသာအကင်းကနာပေါ့နောက်ဆုံးပြနီးပြကပဲမားနေဆိုရင် okay နီးပြမားရင်နီးပြရဲ့သူတို့ဘယ်လိုဆွေးနွေးမလဲအလက်ရှိမှာဒါကျွန်တော်ဆန္ဒနဲ့ပွဲစဉ်ရလက်ပေါ်မူတည်ပြီးဒါကျွန်တော်ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာကို live offset ထပ်ပြီး confirm လုပ်ခဲ့တယ်အဆန္ဒနဲ့နေလက်ရှိမှာ united thin 2-0ဆိုတဲ့ရလက်နိုင်ငံပြီးတကယ်လို့ဒါ ruben amorin လက်ထက်မှာခြေစွမ်းရအားရဖို့အကောင်ဆုံးပွဲတစ်ပွဲဖြစ်ခဲ့တယ်ဆိုတော့ ပြည်သက်တွေလုံးဝညင်းလို့မရတဲ့ပွဲတစ်ပွဲအနေထားရှိခဲ့တယ်။အပြောချင်တာကလက်ရှိမှာ Manchester United တင်းနဲ့ Sunderland ကို90ဖြစ်စီရှုံးသည်ဖြစ်စီ United လက်ရှိနီးပြရာတူကပြောင်းသွားမှာမဟုတ်ဘူး။ဒါပေမဲ့လက်ရှိမှာ market မှာတော်တော်လေးစိတ်ဝင်စားစားအခြေအနေတွေဖြစ်နေတယ်ပေါ့နော်။အဲ့တော့ပြောချင်တာက Oliver Glasner ကိုတန်ကလက်ရှိမှာဒါ Crystal Palace ဘက်က Canlan ထားတဲ့စာချုပ်အစ်စ်ကိုညှင်းပယ်ထားပြီးတော့ United ကိုစောင့်နေတယ်ဆိုပြီး Van Gijok ကတင်ဆက်ထားတာကိုတွေ့ရမယ်။ ပဲဂျီကောကဒေးဗစ်အော့စတင်တို့လောက်တော့ strong ဖြစ်တာမဟုတ်ပေမဲ့ Oliver Glasner ကိုတိုင်က Manchester United အသင်းကိုသူဟာတော်တော်လေးကိုကင်တွယ်ခြင်းလို့သိရတယ်မှာပါအဓိက Oliver Glasner နဲ့ United လက်ရှိလူစင်းက သူ့အတွက်အသင့်တော်ဆုံးဖြစ်မလို့သူဟာယူဆတယ်ပြောချင်တာဒါ3 back formation ကသူတာရောက်လာခဲ့မယ်ဆိုလူသစ်ပါညာဝယ်ဆံမလို့ပဲနဲ့တခါတည်းသူ့ရဲ့ ideology ကိုတန်းပြီး implement လုပ်လို့ရမယ်လို့သူအနေနဲ့တွက်ထားပြီးသားဖြစ်တော့ Oliver Glasner ကလက်ရှိမှာဒါကျွန်တော်တို့အဲ Crystal Palace ရဲ့စာချုပ်အသစ်ကိုညှင်းပယ်လိုက်တဲ့အချိန်မှာဒါဟိုဟာကြောင့်လည်းမဟုတ်ဘူးဒီဟာကြောင့်လည်းမဟုတ်ဘူးပေါ့နော်ဒါပြောချင်တာ United ရှိလို့ညှင်းပယ်လိုက်တဲ့ဆိုတဲ့ပုံစံမျိုးကို Ben Jacobs ကရေးသားထားခဲ့ဒါပေမဲ့ David Austin ပြောပုံရဆိုရင်တော့ဟုတ်တယ် Oliver Glasner နေနဲ့စာလက်ရှိမှာစာချုပ်အသစ်ညှင်းပယ်ခဲ့တယ်ဆိုတာမှန်ပေမဲ့ သူ့အနေနဲ့ တကယ်တမ်းကျတော့ကျွန်တော်တို့ Manchester United ရဲ့နီးပြရာတို့ကိုစိတ်ဝင်စားတဲ့အဆင့်ပဲရှိပြီးတော့ United ဘက်က Oliver Glasner နဲ့လည်းဆွေးနွေးထားခြင်းလည်းမသိဘူးတိတ်ခါမှတော့ဆက်သွယ်ထားခြင်းလည်းမရှိခဲ့ဘူး United တင်းတဲ့အခုလက်ရှိမှာ Ruben Amorim ကို respect ရှိတော့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါ Ruben Amorim ကိုပဲ100%ယုံကြည်သွားဖြစ်တယ် United တင်းတဲ့အခုလက်ရှိမှာဒါသူတို့နဲ့သိခင်နဲ့ဒါကျွန်တော်တို့စောက်ကိနဲ့တော့မှလုံးဝပေါအောင်ပတ်သက်မှုမရှိဘူးအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီး United တို့ပြည်သက်တွေတကယ်ကိုအပျော်ရွှင်ဆုံးကြားတဲ့တဲ့င်က Manchester United အတီးပြအကယ်၍နောက်ဆုံးအနေနဲ့မရွေးချယ်မှု ရှိတာမရှိပဲနီးပြအပြောင်းလဲဖြစ်ခဲ့မယ်ဆိုရင်တော့မှဂရက်ဆောက်ကစ်ကမန်ချက်စတာယူနိုက်တက်ရဲ့နီးပြလုံးဝဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုတော့ဒေးဗစ်အော်စတင်ကလက်ရှိသူ့ရဲ့အဲ့ဒီကျွန်တော်ဗီဒီယိုထဲမှာထပ်ပြီးပြောခဲ့တယ်ဂရက်ဆောက်ကစ်နှစ်ခုလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းက unstable ဖြစ်နေလို့ယူဆတဲ့ကြောင့်နီးပြကိုတိုင်ကလည်း United ကိုလက်ရှိမှာနီးပြလုပ်ဖို့တော့စိတ်ဝင်စားဘူးလက်ရှိမှာအကယ်၍ United ဘက်ကဆောက်ကစ်ကိုဆက်သွယ်လာခဲ့ပြီဆိုတော့နီးပြကိုတိုင်ကလည်းဒီ position အတွက်သူ့အနေနဲ့သူဟာတင့်တော်တဲ့လူမဟုတ်ကြောင်းကိုဆောက်ကစ်ကိုတိုင်ကယူဆပြီးသားဖြစ်တယ်သူတက်ကခုနကလက်ရှိမှာဒါပြိတ္တတွေက လည်းသူ့ကိုလူမရှိအောင်သူကောင်းကောင်းကြီးနားလည်ထားပြီးတော့သူ့အနေနဲ့အကယ်၍ United ဘက်ကကမ်းလှမ်းခဲ့မယ်ဆိုတော့မှဒီကမ်းလှမ်းမှုကိုဒါကျွန်တော်ဆောက်ကိတ်ကညှင်းပယ်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုဒါ Alice Crook ကလည်းရေးသားတာတွေ့ရမယ်။အဲ့တော့ အကုန်လုံးက source တွေအကုန်လုံးက direction မှာဒါကျွန်တော် တမျိုးတည်းပြအဲ့တော့တေချာတစ်ခုကတော့ Manchester United ပြည်သက်တွေတို့ကဒီနှစ်ဒါရာသီတစ်ခုလုံးကိုတော့ဒါတေချာတဲ့ပုံစံမျိုးကတော့ Amorim နဲ့ပဲ United တက်ဆက်ပြီးတော့ပုံများတယ်အဲ့တော့နောက်ဆုံးမဖြစ်ဘူးဆိုရင်တော့ United အသင်းနဲ့ Interim တွေကိုတော့မှဒါပြန်ကြည့်နေတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရတယ်မှာပါတယ် United အသင်းနဲ့ကိန်းနောက်ဆုံးပြ Amorim ကစောင့်ရမ်းဆုပ်ပြတ်တက်ပြီးလုံးဝလုံးလုံးမရနေတာပြဖြုတ်ကိုဖြုတ်ရမယ့်အနေအထားဆိုရင်တော့မှ United အသင်းနောက်ထပ်ဒီပြတစ်ယောက်ကိုအမြန်ဆုံးခန့်တာလေးဆိုတော့ Interim ကိုသာဦးစားပေးသွားမယ်။ Interim မှာဒီနေ့မှာ Ole Gunnar Solskjaer ပြန်ဖြစ်သွားနိုင်တယ်။ Michael Garrick ဖြစ်သွားနိုင်တယ်ဒီမြန်မာဘာလို့မဆိုဖြစ်သွားနိုင်တဲ့အနေအထားမှရှိတယ်ပေါ့ဒါပေမဲ့ United အသင်းနဲ့ဒါအကယ်၍ခုနကပေါ့နီးပြပြောင်းလဲလုပ်ခဲ့မယ်ဆိုရင်တော့မှလောလောမလုပ်ဘဲနဲ့အေးစစ်စစ်သူတို့အနေနဲ့သွားမယ်ခုနကပေါ့လာမင်းနဲ့လူရသည်မှာဒီနီးပြအချိန်ပေးမယ်အဲ့လိုပေါ့ဒါပေမဲ့ဒီနေ့ဒါဆောင်းရသည်မှာလဲဒါ Ruben Amorim စိတ်ကြိုက်ဖြစ်မဲ့ကွင်းလေကစားသမားဒီကူလေဒါ United အသင်းနဲ့ဝယ်ပေးသွားဖို့အတွက်စဉ်းစားထားပြီးသားဖြစ်တယ်အဲ့တော့ဒါပြောချင်တာရှင်းပါတယ် Ruben Amorim ရှိနေစဉ်အတွင်းမှာတော့ United က Ruben Amorim ပေါ့အပြေအဝထောက်ခံမှုရှိမယ်လာမယ့်ဆောင်းရသည်ဘက်မှာလဲ United အသင်းနဲ့ဒီနှစ်ငွေကြေး budget ရကောင်းတယ် တဲ့အတွက်ကြောင့်မို့ United ဘက်ကနေရူဘင်အမိုရင်းကိုတကယ်တဲ့အဆင်ပြေမယ်ဆိုရင်ဒါကျွန်တော်တို့ လူတွေကိုခေါ်ပေးသွားနိုင်တဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရတဲ့အထဲမှာပါတယ်။ဥပမာလက်ရှိမှာ United တင်းနေတာကျွန်တော်တို့ရေရှည်ရဘာလဲဘာလို့ဝါတန်တို့ကိုစိတ်ဝင်စားပေးမယ်။ဒီနှစ်ဆောင်ရသည်မှာကွင်းလယ်ပိုင်းလူအချက်ရှိလာမယ်ဆိုရင် Ruben Neves လိုကစားသမားမျိုးကို Saudi ဘက်ကနေပြီးတော့ခေါ်ယူသွားဖို့အတွက်လည်း United ဘက်ကစဉ်းစားထားပြီးသားဖြစ်တယ်။ Ruben Neves ကိုတန်းကလက်ရှိမှာ Premier League ကိုပြန်လာခြင်းပြီး Tottenham Hotspur တင်းနဲ့ Manchester United တင်းကသူ့ရဲ့ agent တွေနဲ့ဆက်သွယ်မှုရှိတယ်ဆိုပြီးတော့ Tier 3 Tier 4 channel တွေထဲမှာတောက်လျှောက်ထွက်ပေါ်နေတယ်။အပြောချင်တာရှင်းပါလေ United တင်းနဲ့ခုလက်ရှိမှာ Ruben Amorim ရဲ့ဒါကျွန်တော်လက်ရှိ pro သွားနေတဲ့ program progress ကိုပဲနောက်ကနေဖင်တွန်းတင်ပေးဖို့ရှိပြီးတော့ United တင်းတဲ့ Ruben Amorim ကို respect ရှိရကြအောင်သူတို့နေနီးပြတင်းတဲ့ချိတ်ဆွေကိုချိတ်ထားခြင်းလည်းမရှိဘူးလက်ရှိမှာ interim manager နဲ့လည်းစကားပြောထားခြင်းမရှိလက်ရှိမှာတက်နေတဲ့ Manchester United ကဟိုနီးပြကိုစဉ်းစားနေဒီနီးပြကိုစဉ်းစားနေတဲ့ဆိုတဲ့သတင်းတွေကအကုန်လုံးနီးနီးကဘူးရှစ်လို့ပြောလို့ရတယ်တမပါတယ်အဲ့တော့ Oliver Glasner ကသူ့ဘာသူစာချုပ်တာကျွန်တော်တို့ဖင်ရပြီးညင်းတာသူ့ဘာသူတကယ်ဒါသူ့ကဲနဲ့သူဒါပေမဲ့ United ကလည်းလက်ရှိမှာ Oliver Glasner ကိုဆက်သွယ်ထားခြင်းမရှိဒါပေမဲ့ဒီနေရာမှာနောက်ထပ်တစ်ယောက်ဒါကျွန်တော် United ကိုတိတ်ပြီး manage လုပ်နေချင်တဲ့နောက်တစ်ယောက်ကဇာဗီပဲ ဒါကျွန်တော်တို့ဇာဗီဟာနန်ဒက်စ်အနေနဲ့တစ်ချိန်ကလည်းဒါကျွန်တော်တို့အာဘာစလိုနာအသင်းကိုလည်းနီးပြလုတ်ခဲ့ပူတဲ့လူတစ်ယောက်နဲ့သူအနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုသူအရင်နီးပြလုတ်ချင်တယ်။ဇာဗီလက်ရှိမှာပရီးမီးယားလိမှာပရီးမီးယားလိမှာဒါသူနီးပြလုတ်ချင်တဲ့နှစ်သင်းရှိရသေးရတယ်မှာပါ။အဲ့ဒီအသင်းတွေကတော့ကျွန်တော်တို့တောမက်စ်ရမရောက်ခင်ကဒါတော်တန်ဟော့စပါတင်ကဇာဗီကိုအင်တာဗျူး လုတ်ခဲ့ဒါပေမဲ့သူတို့က Thomas Frank နဲ့ပဲပူကြိုက်တယ်ဆိုပြီးတော့ဒါ Tottenham Hotspur ရဲ့ဘုတ်ဖွဲ့က Thomas Frank ကိုရွေးချယ်ခဲ့တယ်။အဲဇာဗီနီနဲ့အဲတော့ Spa ရဲ့ဒီပြန်မဖြစ်လာခဲ့။အဲ့တော့ဇာဗီ Hernandez နဲ့ခုလက်ရှိမှာသူ့အနေနဲ့ဒါ Premier League ရဲ့ဒါလက်ရှိမှာအခု Premier League ကိုပဲသူအဓိကသွားချင်တယ်။ပြီးတော့လက်ရှိမှာတိရတော့ဒါအင်္ဂလိပ်စာကူလည်းလေ့လာနေပြီးသူ့နဲ့ Premier League က job တည်တာသူ့ကိုကန့်လန့်မှုရှိခဲ့မှာသူ့အနေနဲ့လောကကောင်းကြီးသွားမယ်။ဒါပေမဲ့သူ့ရဲ့ number 1 job ကတော့ဒါ Manchester United ပဲ။ Manchester United အသင်းကိုဇာဗီအနေနဲ့လက်ရှိမှာ manage လုပ်ချင်တယ်။သူက Manchester United မှာဒါကျွန်တော်သူ့ရဲ့ ideology က Ineos ကို GS မှာ going forward နဲ့ညီမယ်လို့သူကသူယူဆရတဲ့မှာပါပါတယ်အဲလက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းကိုနီးပြခြင်းတဲ့လူတွေအများကြီးရှိနေတဲ့ပုံစံမျိုးမှာတော့ရှိတယ်သူ့ပေမဲ့တော့ညလဲ Ineos အုပ်စုကဒါ Ruben Amorim ကို out of respect အနေနဲ့လုံးဝလုံးဝဒီနီးပြတွေကိုဆက်သွယ်ထားခြင်းမရှိဘူး Ruben Amorim ကိုအပြည့်အဝယုံကြည်တယ် Ruben Amorim ကိုဒါကျွန်တော်လက်ရှိမှာ Manchester United နီးပြနေတယ်မဟုတ်ဘဲနဲ့ကစားသမားတွေကလည်းအပြည့်အဝယုံကြည်နေတယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ပြောချင်တာလက်ရှိမှာဒါကျွန်တော်အဝယ်လဲကန်းတွေကထွက်နေတယ်ဆိုတဲ့သတင်းတွေတော်တော်များကလည်း bullshit ဖြစ်ဖို့များသွားပြီလို့ပြောလို့ရအဲ့တော့ဒီသတင်းတွေအကုန်လုံးကတော့ကျွန်တော် David Austin Ellis Troop ဒါကျွန်တော်တို့ Ben Jacob ဒီလူတွေကစီကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်။အားလုံးမကြိုတမိုင်းကောင်းမွန်တော်နေနေဖြစ်ပါစေဆုမွန်ငောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့။ခုနကကျွန်တော်ပြောမသိ citation ကြာတယ် SEE အဲ့ဒါမှာဘယ်ကယူတာ citation ပြောသူပဲ။အဲ့တော့တော်တော်ကိုပြပါအောင်။ Dave ပါဗျ။